မင်္ဂလာပါရှင်။ဘာမခက်တဲ့တဲ့ရင်ဌာနမှကြိုးဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုအစီအခံတင်ဆက်ပေးပါဦးမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ရခိုင်မှမြို့နှခုကိုစစ်ကောင်စီပုံစဲတိုက်ခိုက်မှုစာတင်ကြောင်းနဲ့နေအိမ်များပျက်စီးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ရခိုင်ပြည်ရင်အရခတက်မရော A ကတိမ့်ပိုက်ထားသောပုံနာကျောနှင့်ပေါတော်မျိုးနယ်တို့ကိုမက်လာ20ရက်နေ့နနက်3နာရီဝန်းကျင်ချိန်နဲ့နနက်9နာရီဝန်းကျင်ချိန်တို့တွင်ဇက်ကောင်စီကလေယာဉ်များဖြင့်ပေါင်900ပုံများကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ ယနေ့နက်9နိုင်ဝင်ခြင်းချိန်ပုံနာကျော်မြို့နယ်ကြော်စံကြီးရွာကိုစစ်တပ်ကဂျက်ဖိုင်တာဖြင့်နှစ်ကြိမ်လာရောက်ကဘုံလီလုံးတက်မနေခြေချတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအများပြားထိခိုက်ပျက်စီးသွားခဲ့သည်ပုံနာကျော်ဒေသခံတို့ကကြော်စံရွာကိုစစ်ကောင်စီကဘုံသုံးလေးလုံးလောက်ကျဲသွားပြီးဒီနေ့မနက်9နိုင်လောက်ပဲဘလောက်ထိခိုက်ပျက်စီးသွားသလဲကိုတော့မသိရသေးဘူးဟုပြောသည်ရှင်ပြင်းပေါတော်မျိုးနဲ့တဲခုံကြီးရွာကိုလည်းယနေ့နဲ့နဲ့၃နိုင်ဝန်းကျင်တွင်စစ်ကောင်စီကပေါင်900ပုံများဖြင့်နှစ်ကြိမ်လောက်ကျဲသွားကြောင်းဒေသခံများကပြောသည် ပေါတော်ဒေတာကန်တူကပေါတော်တဲကုံရွာကိုလည်းပေါင်900ဘုံနဲ့ကျဲသွားတယ်။စာတင်ကြောင်းနေအိမ်တွေဖုံးတော်ကြီးကြောင်းထိခိုက်ပျက်စီးသွားတယ်ပြောတယ်။လူထိခိုက်ရှိမရှိမသိရသေးဘူး။စုံစမ်းနေတော့ဖြစ်ပါတယ်ဟုပြောတယ်။ပေါနာကျောင်းနဲ့ပေါတော်မျိုးတို့သည်စစ်တွေမျိုးအနီးကမျိုးများဖြစ်ပြီးစစ်တွေမျိုးရှိစစ်ကောင်စီတရင်များမှနေစံနေပါလက်နက်ကြီးပစ်ခတ်မှုကြောင့်အဆိုပါကျေးရွာများမှပြည်သူများမှဇန်နဝါရီလကလေးကထွက်ပြေးတိမ်းရှောင်နေရသည်ဟုသိရသည် စက်ကစီတရင်တက်ဖွဲများနှင့်ရှေတက်တို့သည်စစ်တွေးမျိုးအနီးကတိုက်ပွဲများကိုအကြောင်းပြု၍စစ်ရေးနှင့်မဆိုင်သောပုံနာကျွန်းပေါက်တော်နှင့်ရသိတောင်ဘက်သို့လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၄ချောင်းတိုက်ခိုက်မှုပြုလုပ်နေခြင်းဖြစ်သည်စစ်ကောင်စီလက်နက်ကြီးအန်ရီနဲ့လေးချောင်းတိုက်ခိုက်မှုများကြောင့်စစ်တွေမျိုးနယ်နဲ့ထိစပ်နေသောပုံနာကျွန်းမျိုးနယ်ကခြေရွာပေါင်း20ခန်းနဲ့ပေါတော်မျိုးနယ်ကခြေရွာပေါင်း30ကျောင်းမှဒေသခံပြည်သူထောင်ပေါင်းများစွာမှထွက်ပြေးတိမ်းရှောင်နေကြရသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကံကောရင်စစ်တပ်ကလေချောင်းဖြင့်ပုံကျဲသည့်ပြင်မြေပြင်စစ်ကြောင်းထိုးနေမှုကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိပြီးလေးထောင်ဝန်းကျင်စစ်ဘေးရှောင်နေရဆိုတဲ့သတင်းပဲဖြစ်ပါရခြင်းမကွေးတိုင်းကံကောမြို့နယ်တွင်စစ်တပ်ကလေးချောင်းဖြင့်ပုံကျဲပြီးစစ်ကြောင်းထိုးနေမှုကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိပြီးလူဦးရေ၄ထောင်ဝန်းကျင်စစ်ပေးရှောင်ရကြောင်းရောင်းလင်းတမ်းမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည် ယနေ့မတ်လ22ရက်နနက်7:38မိနစ်ကကံကောမြို့နယ်မြောက်ပိုင်းရှိနှံခါကြေးရွာစီကံကိုအကျန်းဖတ်စက်ကောင်စီ၏မိတိလာလီတပ်မှတက်လာသောဂျက်ဖိုက်တာတစ်စီးဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူများထိခိုက်ဒေဆုံးမှုရှိပြီးအရေးအတွက်အတိအကျသိရှိနိုင်ရန်စုံစမ်းနေစေဖြစ်ကြောင်းသိရသည် မတ်လ၁၈ရက်နေ့ည၇နာရီချင်းခန်းမှာစာရေးကံကုန်းမြို့ခြေဆိုင်ခလာရ၅၀တရင်မှာအနည်းရှိကြေးရွာများကိုစစ်ကောင်စီတပ်ကအင်အား၁၂၀ခန်းမြင့်မြို့တော်မဲ့ရှိပြားရွာအောင်မြင်ရွာရှောက်ပင်အနောက်ကံကုန်းရွာရှုံးရှိရွာစသည့်ရွာများကိုစစ်ကြောင်းထုတ်ဝင်ရောက်ကပြည်သူများကိုဖမ်းဆီးပြီးလူသားတိုင်းကပြုတ်လုခါအောင်မြင်ရွာရှောက်ပင်ကြေးရွာ၌အထိုင်ချ၍ဗန်ကားများအခိုင်အမာတည်ဆောက်နေကြောင်းသိရသည်ရွာသူရွာသားတွေကိုဖမ်းထားတဲ့အထိုင်စခန်းတည်ဆောက်နေတာတော်ရဲကတစ်တွေပါရီလုံးခုတ်ပြီးတော့ နောက်ကနေကားနဲ့လိုက်ပို့တော့ဘန်ကာက၄နေရာစောင့်နေရလို့တော့သိရတယ်။ဖဲနေရာတွေစောင့်နေလဲတော့မသိဘူး။အဲဒီကနေစည်ရေးအရာအေးပါတဲ့နေရာတစ်ခုပါ။အဲဒီနေရာကပိတ်လိုက်ရင်ကလေးတာမိုင်းနဲ့ချင်းပြင်းတဲ့တစ်ခုလုံးကိုကုံသွေးရေးဖြတ်တောင်းနိုင်တဲ့နေရာဖြစ်တဲ့အတွက်စကန်တီစောင့်နေတာဖြစ်မေဟုရောလင်းတမ်းမှကိုပါအကောင်ကရန်ကုန်ခေတ်တည်တဲ့ဌာနထံသို့ပြောကြားသည်။ အဆိုပါအောင်မြင်ကြီးရွာရှောက်ပင်ကြီးရွာလေးကံကောမင်းရွာလမ်းပိုင်းကံကောအိုက်ကားလမ်းပေါ်တွင်တည်ရှိပြီးအချက်ချာကြားသည့်နေရာဖြစ်နေသည့်အတွက်တော်လိုင်းရက်တပ်ဖွဲ့များအပြင်စစ်ကောင်စီအတွက်အရေးပါသောနေရာဖြစ်ကြောင်းရင်းချမ်းဖက်စစ်တဲစစ်ကြောင်းကြောင့်အောင်မြင်ရွာရှောက်ပင်လုံးချုံရွာအနောက်ကံကောကြီးရွာဗရောက်ကုန်းရွာပြားရွာစသည့်ကြီးရွာများရှိပြည်သူလေးတောင်ဝန်းကျင်ဘေးလွရာထွက်ပြေးတင်းရှောင်နေရာကြောင်းသိရသည်ကံကောခရိုင်တွင်ချမ်းဖက်စစ်ကောင်စီတကဖုန်းလိုင်းအင်တာနက်လိုင်းများဖြတ်တောက်ပြီးလေးချောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသော ကြောင့်မိဘပြည်သူများအနေဖြင့်အလူစုလူဝေးဖြစ်စေသည့်အလူပွဲရှင်ပြူဝေးမင်္ဂလာဆောင်ပွဲများမပြုလုပ်ကြရန်ဒေသအကျိုးပြုအဖွဲ့အစည်းများကတိုက်တွန်းထားသည်ဆလဘီမြန်မာနိုင်ငံတွင်လက်နက်ကင်ပဏိပခါနှင့်ပြည်တွင်ရေးမငြိမ်သက်မှုများဆက်လက်ဖြစ်ပွားနေ၍ဩစတြေးလျနိုင်ငံသားများခီးမသွားကြရန်တတိပေးချက်ထုတ်ပြန်ဆိုရတဲ့တွင်ဖြစ်ပါရခြင်း မြန်မာနိုင်ငံနဲ့လက်နက်ကင်ပဏိပခါနဲ့ပြည်တွင်းရေးမငြိမ်သက်မှုများဆက်လက်ဖြစ်ပွားနေပြီးဩစတြေးလျနိုင်ငံသားများခီးမသွားကြရင်ဩစတြေးလျနိုင်ငံသားဝင်ကြီးဌာနကတတိပေးချက်ထမှန်တရံတူထုတ်ပြန်လိုက်သည်မြန်မာနိုင်ငံနဲ့ဆက်လက်ဖြစ်ပွားနေသောလက်နက်ကင်ပဏိပခါနဲ့ပြည်တွင်းမငြိမ်သက်မှုများကြောင့်ဩစတြေးလျနိုင်ငံသားများအားမြန်မာနိုင်ငံသို့ခရီးသွားခြင်းမပြုရန်တတိပေးကြောင်းမြန်မာနိုင်ငံအနေဖြင့်2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးကတည်းကခရီးသွားလာမှုတိတိတသားကျဆင်းနေပြီးအခြေအနေမှမတည်ငြိမ်ပဲမှန်ဆရာခန့်နေစေဖြစ်ကြ ောင်းဩစတြေးလျအစိုးရကထုတ်ပြန်နေမြန်မာနိုင်ငံနဲ့အတူရုရှားမြန်ကိုရီးယားဗင်နီဇွဲလားဟေတီအီရန်ဆူဒန်ဆီးရီးယားယူကရိန်းနဲ့လေပြားတို့တွင်လက်နက်ကိုင်ပဏိပခအစံဖက်ဝါရလူလူမငြိမ်မသက်မှုများနဲ့မတရားဖန်ဆီးခြင်းစသည့်ချင်းချောက်မှုများပြင်းထန်လာခြင်းကြောင့်ခရီးမသွားကြရန်ဩစတြေးလျကတားမြစ်ပိတ်ပင်ကြောင်းအဆိုပါတရေပေးချက်သည်ကမ္ဘာလုံးဆိုင်ရာခရီးသွားကဏ္ဍနှင့်ခရီးသွားလာရေးဆိုင်ရာစိုးရိမ်မှုများသာမကဒေသတစ်ခုလုံးသို့တက်ရောက်မှုများရှိနေကြောင်းသိရှိရသည်။ ဩစတြေးလျရဲ့တရီပေးချက်များနဲ့ခေးသွားများအတွက်အလုံးစုံရေးစိုးရင်စရာရှိနေုံသာမကဒေတာရင်ခေးသွားလုပ်ငန်းပြန်လည်ဦးမော်လာရဲ့အတွက်အဓိကစိုးရင်ကောင်းသောစိန်ခေါ်ချက်ဖြစ်လာနေကြောင်းသိရှိရသည်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းရာကတော့လာမည့်2050ပြည့်တွင်မြန်မာနိုင်ငံတွင်စိုးရွားသည့်တဘာဝဘေးအန္တရာယ်များကြုံရနိုင်ဆိုတဲ့သတင်းပဲဖြစ်ပါရှင့် ရှားသီးဥတုပြောင်းလဲမှုကိုချိန်မီမတားဆီးနိုင်မှာကလာမီ2050ပြည်နယ်တွင်မြန်မာနိုင်ငံအတွင်းသဘာဝ BNL များကိုဆိုးရွားစွာကြုံတွေ့လာနိုင်ကြောင်းသဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်သည့် Environment Health and Safety မြန်မာ EHS မြန်မာ၏အစီရင်ခံစာတစ်စောင်ကဖော်ပြသည် သိပ္ပံပညာရှင်များကမူဖန်လုံအင်တန်ငွေထုတ်လုပ်မှုတို့ကြောင့်ယခုလက်ရှိအပူချိန်တန်2.6 degree celsius မှ4.4 degree celsius ထိမြင့်တက်လာနိုင်ကြောင်းခန့်မှန်းထားပြီးထိုကြိုးဆက်ကမြန်မာနိုင်ငံသားများအတွက်နေ့စဉ်ရုန်းကန်လှုပ်ရှားရန်ခက်ခဲလာမည်ဟု EHS မြန်မာ၏စာဆောင်ကဆိုထားသည်။ Climate Development Commander ပင်လယ်ရေမျက်နှာပြင်သည်2050ခုနှစ်အရတွင်20မှ41စင်တီမီတာအထိမြင့်တက်လာနိုင်ကြောင်းခန့်မှန်းထားသည်ထို့ကြောင့်မြန်မာနိုင်ငံရှိရန်ကုန်မြို့သည်ရေကြီးမှုများနှင့်ကြုံတွေ့ရနိုင်ပြီး စိုးရိမ်ရဲ့အရာဆုံးမှာပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်ကြသောရခိုင်ပြည်နှင့်အေရီမြဝကျွန်းပေါ်ဒေသတွင်မှ30ကီလိုမီတာထိပင်လယ်ရေအောက်ရောက်နိုင်စေရှိကြောင်းသုတေသနအစရန်များကဖော်ပြကြသည်။ရှင်ပြည်မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင်လည်းမုန်တိုင်းကြီးများနှင့်ရင်ဆိုင်ရနိုင်သည်ဟုခန့်မှန်းထားကြသည်။ ရှာသီဦးတို့ပြောင်းလဲလာခြင်းနဲ့အတူရေရှားပါမှု အန္တရာယ်ကိုရင်ဆိုင်ရနိုင်ပြီးမြန်မာနိုင်ငံရှိ AR မြင်းနှင့်ချင်းရွင့်မြစ်တို့တွင်တိမ်ကော်လာနိုင်ကထိုမြစ်တို့ကိုမိခိုရှင်သန်နေကြသည်ဒေသခံများထိခိုက်မှုဖြစ်ပေါ်လာနိုင်သည်ထို့ပြင်ရေရှားပါလာခြင်းနဲ့အတူစိုက်ပျိုးရေးမွေးမြူရေးကဏ္ဍတို့ကြားဆင်းကစားနပ်ရိက္ခာရှာပါမှုကြုံတွေ့ရနိုင်သဖြင့်မြန်မာပြည်သူအများစုငမ်းမော့ခြင်းနဲ့ကြုံတွေ့ရနိုင်သည်ဟုလည်းထူစာဆောင်ကဖော်ပြထားသည် တဆက်တည်းရင်ရာသီဥတုပြောင်းလဲခြင်းနဲ့အတူတက်တော်ပြောင်းတည်မှုလို့ကြောင့်မြမစီဝမျိုးစိတ်မျိုးခွဲများမျိုးသုံးလာနိုင်ပြီးအထူးသဖြင့်မြမမျိုးရင်းစင်များ၊ကြားများ၊ရှားပငံမျိုးစိတ်များနဲ့ရှားပအပင်မျိုးစိတ်များအနည်းကျရောက်နိုင်ကြောင်းဆိုထားသည်။ ထို့ကြောင့်သဘာဝကတ်ဆိုးကြီးကိုတားဆီးနိုင်ရင်တတော်များကိုကာဝယ်ပြီးတတော်ပြုံးတိမှုမရှိအောင်လှောက်ဆောင်ရန်နေရောင်ခြေနှင့်လေကဲ့သို့ပြန်လည်ဖြည့်ဖြိုးမြေဆွမ်းအင်းတို့မဖြစ်မနေကူပြောင်းရန်ရှာသရုပ်တို့ပြောင်းလဲမှုကိုလက်ရောညီထွေဖြစ်အောင်ဒေသခံလူလူအကူညီပေးရန်တခါသုံး plastic အသုံးပြုမှုနှင့်လေထုညဉ့်ညံ့မှုလျှော့ချရန်နှင့်မူဝါဒချမှတ်သူများနှင့်စီးပွားရေးလုပ်ငန်းများအပေါ်တင်းကျပ်သောသဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေများမူဝါဒများနှင့်စံနှုန်းများဖြစ်လာစေရန်လှုံ့ဆော်သင့်သည်ဟု Environment Health and Safety မြန်မာ EHS မြန်မာကတိုက်တွန်းထားတဲ့မြန်မာနိုင်ငံမှာအဖူချိန်လွန်ခဲ့ခြင်း၊ရေကြီးရေလျှံခြင်းနဲ့မိုးကောင်ခြင်းကဲ့သို့သောသဘာဝပေးတံများနဲ့ပုံမအကောင်သောဆိုင်ကလုန်းမုန်တိုင်းများမကြာခဏကြုံတွေ့နေရသည်